့ frequency နဲ့အတန်ဖမ်းတဲ့ဟာတို့နောက်ပြီးကျတော့တခုခုမေးလို့ရှင်အဲ့မှာပြန်ဖြေတဲ့အတန်တွေပါတယ်ဗျာတလားတော်တော်ထူးဆန်းတယ်နောက်ပြီးတော့ချို့နေရာတော့အဲ့လိုရိုက်နေတဲ့အချိန်မှာတော့မှအဲ့လိုမီနီတွေတက်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 သွားတာတွေ့ရတယ်ခင်ဗျာဆိုတော့သူတို့ရဲ့အတွေ့အကြုံရပြောရင်လည်းအဲ့ဒီကျွန်တော်တို့ရိုက်ခဲ့ရိုက်ခဲ့တဲ့ငှက်ကြီးကောင်းကြကြောင်ပတ်ဝန်းကျင်မှာအလိုမျိုးရှိရှိတယ်ပေါ့နော်။ရှင်ရမှာအူကြီးလိုချင်တဲ့လူရှိတာဆီလီမတော် ကျွန်တော်ဒီကိစ္စတွေကိုကျွန်တော်မယုံကြည်တာလည်းမရှိဘူးယုံကြည်တာလည်းမရှိဘူးဘာလို့လဲဆိုတော့အလိုမျိုးစိတ်ထဲမှာအများကြီးမစင်စားဘူးပေါ့နော်ဒါပေမဲ့အဲ့လိုပဲစိတ်ထဲကပေါ့နော်တကယ်စကြင်လို့ပေါ့စကြင်တော့ရှိရလည်းမဟုတ်ဘူးနဲ့ရှောက်နှောက်နေရဆိုတဲ့ပုံစံမျိုးပေါ့စိတ်ထဲကအဲ့လိုပဲပြောလိုက်တဲ့အချိန်မှာမမဲရရပေါ့နော်ကျွန်တော်ဒီဘက်ဒီဘက်နားအောင်အလိုမျိုးတော်ကျွန်တော်ဘလို့ခံစားရလဲဆိုတော့လက်သေးအချုံအရှိကြီးပဲအရှိကြီးရဲ့နောက်ဒီနားလေးမှာထိပါတယ်လက်လက်သေးရနေမှာအဲ့လိုလာထိနေအမွှေးဆူးဆူးလိုဟာမျိုးအဲ့ရှက်ကနေအဲ့လိုကျွန်တော်အဲ့လိုပတ်သွားရပါတော့အဲ့လိုဟာမျိုးခံစားရရအဲ့လိုအဲ့လိုလုတ်သွားတယ်ကျွန်တော်ခံစားတာဒါကတော့ကျွန်တော်နဲ့ စိတ်ထဲကအဲ့လိုမျိုးမယုံနိုင်ပါရှိလို့လားမယုံနိုင်မှုတူပဲနောက်လိုက်တာဆိုအဲ့ဒါဆိုပြန်နောက်သွားတာနေမှာပါဆိုအဲ့လိုအဲ့လိုအဲ့လိုအဲ့ဒါလေးရောနော်အဲ့ဒါတွေကအမှတ်တရပါနော်ဒီကားနဲ့ပတ်သက်